ပါမယ်။ကျွန်မကတော့များမှုထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တွင်အကြောင်းအရာတွေကတော့ကိုဗစ်ဆကိုဒူနာသစ်စတင်တွေ့ရှိဒေသိုင်းနဲ့ဝန်ထွက်ပေါင်းများအောင်ကြက်မှတ်စစ်ဆေးဆိုတဲ့တွင်အမဆန်ဒီလုပ်ငန်းများ၌လုံသား၄သိန်းကျော်လုပ်ပိုင်နေဆိုတဲ့တွင် င်ပူပေါင်းပါဝင်ရန်မြန်မာနိုင်ငံမှာကော်ဖီလုပ်ငန်းရှင်များကိုဖိတ်ကြားဆိုရတဲ့တွင်နိုင်ငံတကာသတင်းဘုံအနေနဲ့ကြီးပရိုက်ခတ်မှုများမှာကာကွယ်ရန်မိတ်ရင်မက္ဆီကိုအစီအစဉ်ပြန်လည်အသက်သွင်းဖို့မက္ဆီကိုအစီအစဉ်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုတ်အနေနဲ့ကိုဗစ်19လူနာသစ်စတင်တွေ့ရှိလေးစိမ့်နယ်ဝင်ထွက်ပေါက်များအားကြက်မတ်စစ်ဆေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာကိုဗစ်19ရောဂါတက်ခွဲအသီးပြူလူနာသစ်တအူစတင်တွေ့ရှိလာပြီးလေးစိမ့်နယ်နယ်ဆက်ဝင်ထွက်ပေါက်တွေကိုကြက်မတ်စစ်ဆေးထားတွေ ပြုလုပ်နေတယ်လို့ကျန်းမာရေးဝန်ကြီးဌာနရဲ့မေလ19ရက်နေ့ည7:00နာရီသတင်းထုတ်ပြန်ချက်အရသိရပါတယ်။ မေလ17ရက်နေ့ကနေ18ရက်နေ့အထိတခွဲနမူနာ2460ခုကိုစစ်ဆေးခဲ့ရာလူနာအသစ်တအူးကို တွေ့ရှိခဲ့တာလို့ဆိုပါတယ်။အဆိုပါအစီရင်ခံကာလအတွင်းရောဂါပိုးတွေ့ရှိရမှုရာခိုင်နှုန်းမှာ3ညတရမှ3.4ရာခိုင်နှုန်းဖြစ်ပြီး COVID-19 ရောဂါနဲ့သေဆုံးသူမရှိဘူးလို့လည်းဆိုပါတယ်။ ကျမ်းမာရေးဝန်ကြီးဌာနအနေနဲ့လေဆိပ်စိတ်ကန်းနယ်နယ်ဆက်ဝင်ထွက်ပေါက်ထွေမှာအပြားရောဂါလက္ခဏာစောင့်ကြည့်ရှုခြင်းကြည့်သူကျန်းမာရေးဦးစီးဌာနထွေနဲ့ဆေးရုံထွေမှာအပြားရောဂါလက္ခဏာစောင့်ကြည့်ရှုခြင်းတန်တရာလူနာတွေ့ရှိပါကတန်တရာလူနာတွေ့တိကျထားရှိကုသနိုင်ဖို့ကြိုတင်ပြင်ဆင်ခြင်းတို့ကိုပုံမအားဖြင့်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်အခုလာထွေမှာပဲကူးဆက်လွယ်အိုမီကရွန်အုပ်စုမှမျိုးရိုးဗီဇပြောင်းလဲလာတဲ့ JN Thor 1 ုပ်စုနဲ့နောက်ဆက်တွဲမျိုးရိုးဗီဇာအပြောင်းကိုဗစ် -19 ဗိုင်းရပ်စ်ပိုးတွေကိုကာကွယ်နိုင်တဲ့ကိုဗစ်ကာကွယ်ဆေးတွေကိုဆက်လက်ထိုးနှံပေးမယ်လို့ဆိုပါအထင်မြန်မာနိုင်ငံမှာကိုဗစ်19ရောဂါနဲ့သေဆုံးသူကို2023ခုနှစ်မေလ13ရက်နေ့မှာနောက်ဆုံးတွေ့ရှိခဲ့ရပြီးလက်ရှိမှာတော့လူနာအသစ်တအူးစတင်တွေ့ရှိလာတယ်လို့သိရပါတယ်။ ကိုဗစ် -19 ဟာဟောင်ကောင်၊စင်ကာပူ၊တရုတ်၊ထိုင်းစတဲ့နိုင်ငံတွေမှာ အခုထပ်ပိုဆောစွာတွေ့လာရပြီးထိုင်းနိုင်ငံမှာထော့သေဆုံးသူတွေပါရှိလာပြီလို့ဒေတာတွင်းသတင်းတွေအရသိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ MSMB လုပ်ငန်းများ၌လုံသား၄သိန်းကျော်လုတ်ကင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံအဝမ်းမှာလုတ်ကိုင်းနေချာတဲ့ MSME လုပ်ငန်းတွေမှာလုတ်သား၄သိန်းကျော်အထိအမိပြုလုတ်ကိုင်းနေချပြီးတိုင်းနယ်ပြည်နယ်တွေအလိုက် MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးရသွက်ဆောင်ရွက်နေတယ်လို့နာဆာကဒုတိယဥက္ကဋ္ဌဒုတိယဘိုးချုပ်မှုကြီးဆိုဝင်းခပြောပါတဲ့နာဆာကဒုတိယဥက္ကဋ္ဌဒုတိယဘိုးချုပ်မှုကြီးဆိုဝင်းခယမန်နေ့မနက်ပိုင်းကပြုလုပ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတဲ့ နိုင်ငံစည်းပွားဖွံ့ဖြိုးတိုးတက်ရေးရသွာအဓိကအထောက်အကူပြုနိုင်တဲ့အင်အားထွေကစိုက်ပျိုးရေး၊မွေးမြူရေး၊အသေးစားအငယ်စားနဲ့အလတ်စားစည်းပွားရေး MSME လုပ်ငန်းတွေဖြစ်ပြီးလက်ရှိအခြေရန်ထိတနိုင်ငံလုံးအတိုင်းသာနဲ့ MSME လုပ်ငန်းပေါင်း8000ကျော်ရှိပြီးလုံသားဦးရေ၄သိန်း6000 4000ကျော်အထိလောက်ကိုင်းနေကြတယ်လို့ဆိုပါတယ်။ အဆိုပါ MSME လုပ်ငန်း8000ကျော်မှ4300ကျော်ကို SME member ကတ်တွေထုတ်ပေးထားပြီဖြစ်တယ်လို့လည်းသိရပါတယ်သာအပြင်မန္တလေးငလင်ကြီးကျောင်းမန္တလေးတိုင်းစကိုင်းတိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်တို့က MSME လုပ်ငန်းတွေထိခိုက်မှုရှိခဲ့တာကြောင့်၎င်း MSME လုပ်ငန်းတွေပြန်လည်လဲပတ်နိုင်ရေးအတွက်လိုအပ်တာတွေကိုလည်းကူညီဆောင်ရွက်ပေးနေတယ်လို့လဲဆိုပါတယ်။ ိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အထောက်အကူဖြစ်စေရေးပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေဈေးကွက်ရှင်ပြိုင်နိုင်စွမ်းရှိစေရေးစိုက်ပျိုးရေးစွမ်းအားကုန်ထုတ်စွမ်းအားနဲ့ကုန်သွယ်မှုကုသန်းရောင်းဝယ်ထားတွေတိုးတက်ကောင်းမွန်စေရေးတရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုသက်ဆိုင်ရာအစိုးရတွေနဲ့ပုဂ္ဂလိကအဖွဲ့အစည်းတွေအနေနဲ့အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီးဟန့်ချက်ညီညီနဲ့ဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားချရမယ်လို့လဲထည့်သွင်းပြောကြားခဲ့ပါတယ်လို့သိရပါတယ်ရှင် ဆက်လက်ပြီးတရုတ်ကော်ဖီပြပွဲတွင်ပူပေါင်းပါဝင်ရန်မြန်မာနိုင်ငံမှကော်ဖီလုပ်ငန်းရှင်များကိုဖိတ်ကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ။တရုတ်ကော်ဖီပြပွဲ Cafe Show China 2025မှာပူပေါင်းပါဝင်ဖို့မြန်မာနိုင်ငံမှကော်ဖီလုပ်ငန်းရှင်တွေကိုဖိတ်ကြားထားရလို့မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှသိရပါတယ်။အဆိုပါကော်ဖီပြပွဲကိုတရုတ်ပြည်သူတမရနိုင်ငံဘေကျင်းမြို့ China International Exhibition Center အတွင်း CIEC Overseas Exhibition Company Limited မှကြီးမှုကဩဂုတ်လ29ရက်နေ့မှ31ရက်နေ့အထိကျင်းပသွားမယ်လို့ဆိုပါတယ်။ ယ်ကဖေးရှိုးချိုင်းနာ2025ပြပွဲမှာတန်ယုံတွေကော်ဖီအသင်းအဖွဲ့တွေနဲ့ကော်ဖီလုပ်ငန်းရှင်တွေလာရောက်ပြသဖို့အတွက်တန်ယုံတစ်ခုစီအလိုက်3မီတာပတ်လဲ free standard bush တစ်ခုစီစဉ်ပေးမှာဖြစ်ပြီးကွန်မြူနီတီရဲ့အနေနဲ့တခြားပြခန်းတွေနဲ့ပြသမည်ဆိုပါခါလဲ bush တွေကိုသတ်မှတ်စေနှုန်းအတိုင်းကြာခံငှားရမ်းနိုင်တယ်လို့ဆိုပါထင် ရခိုင်နှစ်ကကျင်းပခဲ့တဲ့ကဖေးရှိုးမှာတန်ယုံများကော်ဖီဆိုင်ပြိုးထုတ်လုပ်သူအသင်းအဖွဲ့များနဲ့ကော်ဖီလုပ်ငန်းရှင်များပါဝင်ပြသခဲ့ပြီးလာရောက်ကြည့်ရှုလေ့လာသူများစွာရှိခဲ့တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ပြည်ပရိုက်ခတ်မှုများမှာကောက်ွယ်ရန်မိရင်မက်ဆီကိုအစီအစဉ်ပြန်လည်အသက်သွင်းဖို့မက်ဆီကိုစီစဉ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက္ကဆီကိုနိုင်ငံကဆယ်စုနှစ်သွေးတိုင်အောင်ကြာခဲ့ပြီးဖြစ်တဲ့မိအင်မက္ကဆီကိုစီလုံးရေးကိုပြန်လည်လှုပ်ဆောင်ဖို့တောင်းဆိုလိုက်ပြီးအမေရိကန်နဲ့ကုန်သွယ်ရေးပြဿနာအသင်းမှမှုများအခြားမှပြည်တွင်းထုတ်ကုန်များကိုအားပေးရန်သုံးစွဲသူများကိုတိုက်တွန်းဖို့ရည်ရွယ်နေပါထင် DS season ကို Federal အစိုးရနဲ့အတူဥဆောင်ကုမ္ပဏီများစတင်လိုက်တာဖြစ်ပြီးအရှေ့အသွေးနဲ့နိုင်ငံကုန်ဆောင်သဘောတရားထက်မိအင်မက္ကဆီကိုတုံးရောင်းချဲလိုကိုအောက်မှတင်သွင်းဖို့ကုန်ပစ္စည်းထုတ်လုပ် ုတ်သူများကို ဖိတ်ခေါ်လိုက်ပါသည်ဒီအမှတ်တစိဟောင်းမကြာခင်မှာသီးနှံထွေးကဆားလို့တရက်စစ်ပစ္စည်းများအထိပစ္စည်းများအလုံးမှာမြင်းတွေရထောမယ်လို့အရာရှိများကဆိုပါထင်ရှင်တို့ရဲ့ထုတ်ကုန်ပစ္စည်းတွေပြည်တွင်းမှာချဲ့ထွင်းရုံမကပြပအထိမှာပြပြချင်းရောက်ရှိနိုင်ခြေရှိချောင်းမက္ကဆီကိုဝိုင်းထုတ်လုပ်ရေးကောင်စီမှဥက္ကဋ္ဌဆိုလိုမိုအပီဒရော့ရိုဘတ်စ်ကပြောပါထင် မိတ်အင်မက္ကီကိုသစိတ်ပါရှင်မက္ကီကိုနိုင်ငံအထွန်းကွဲပြားထွက်ရှိစေမှာဖြစ်ပြီးသုံးဆွဲသူများပြားလာမှာဖြစ်တယ်လို့ဆိုပါထိန်သမရကရတီယာရှင်းပန်းကမျိုးချစ်စိတ်သက်တွေကိုတမင်လှုပ်ယူနေတဲ့ခေါင်းဆောင်တွေထဲကတအူးဖြစ်လို့စီးပွားရေးပညာရှင်များထောက်ပြနေပေမဲ့အမေရိကကုန်သွယ်ရေးအခွန်စည်းကမ်းမှုအန္တရာယ်တွေကြောင့်သဘောထားပြောင်းလဲလာနိုင်ကြောင်းလဲဆိုပါထင် မရင်မက်ဆီကိုစီလုံးရေးကနေတင်သွင်းပစ္စည်းနေရာတွေမှာပြည်တွင်းထုတ်ပစ္စည်းတွေနဲ့စားထိုးဖို့ရည်ရွယ်ထားပါထင်။ကုန်ကြစရိတ်သက်သာစွာဖြင့်ရှိပြီးသားပို့ဆောင်ရေးတွေရဲ့အသုံးပြုနိုင်ပါထဲလို့မက်ဆီကို CTCIT တက္ကသိုလ်မှအထောက်ဖိုလာဘော်ဒီကာရန်ကိုကပြောပါထင်။ ီအစီအစဉ်ဖြစ်တိုင်းပြည်ရဲ့ထောက်ပံ့ခွင့်ဆန်းနဲ့ပြင်ပရိုက်ခတ်မှုတွေကိုကောက်ွယ်နိုင်ဖို့မစီကိုအရာရှိများနဲ့စီးပွားရေးခေါင်းဆောင်များပြောလည်နေကြပါထဲလို့သိရပါထဲရှင်ရှကုတ်တင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေရှင်။ကျမကတော့မြန်မိုးထပ်ပါ။